ပကုတ်ကူကျွတ်တနီဈေးကွက်ຫນွေကျွတ်တုံရောင်းဝယ်မှုပြီးဆုံးချိန်ရောက်ရှိလာတော့လေဈေးရန်အကြနဲ့သာရောင်းဝယ်နေပြီးတပိတ်သာချက်1100ဝန်းကျင်သာပေါက်ဈေးရှိနေကြောင်းသိရပါတယ်။အခုနှစ်ຫນွေကျွတ်တုံရောင်းဝယ်မှုစတင်ခဲ့တဲ့မေလဇန်းကနေအခုຫນွေမာလာအထိတပိတ်သာအမြင့်ဆုံး1500ချက်သာပေါက်ဈေးရှိခဲ့တဲ့အတွက်တောင်သူတွေစိုက်ပျိုးရေးဈေးရှုံးနေမှုတွေရှိနေကြောင်းသိရပါတယ်။ ဒီနေ့တောင်သူရောကုန်သေးပါဈေးတက်လာမလားလို့စောင့်ရင်းနဲ့အကြဈေးနဲ့ပဲရောင်းရတယ်အခုတော့ထုတ်မရောင်းလို့မရတော့ဘူးအလေးချိန်ရောတာရောအရောင်းမလားလို့ဈေးမရတော့တာရောနဲ့အရှုံးများတဲ့နှစ်ပါမိုးတက်ပေါ်လာလို့ရှိရင်နေချက်တော်ကဝေရတူရှိမှမဟုတ်ဘူးဒီအပိုင်းတောင်သူတွေစက်တိုက်ရောင်းတော့ကုန်ဝင်များလာတယ်ပလဲစတွေကတပိတ်တာတထောင်တရာကျက်နဲ့အမြင့်ဆုံးနဲ့ရောစားက900ကျက်နဲ့အမြင့်ဆုံးဖြစ်တယ်လို့ဘကုကူမြို့မှာစက်တုံရောင်းဝယ်ရေးတောက်ကန်သူတူကပြောပါတယ် ပခုတ်ကူကြက်တုံဈေးကွက်အတွင်းပိတ်တာချိန်3000ကျွေးခန့်ဝင်ရောက်ခဲ့တဲ့နိုမလာ၂ရက်နေမှာဂျွန်သီးတပိတ်တာ300ကနေ600ကျက်ဂျွန်လက်တပိတ်တာ900ကနေ900ကျက်နဲ့ဂျွန်ကြီးတပိတ်တာ1000ကနေ1100ကျက်ပေါက်ကြီးရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့2023-2024ခုနှစ်တွေမှာ ကျက်သွန်တပိတ်တာ3500ကျက်အထိရောက်ရှိခဲ့တဲ့အတွက်တောင်သူတွေအကျိုးအမြတ်ရရှိခဲ့ပြီးအခုနှစ်မှာဈေးနှုန်းကျဆင်းမှုဆက်ပြိုးရေးဈေးရိတ်ရှုံးနေကြောင်းသိရပါတယ်။ဘကုတ်ကူနယ်ရေစကြိုမြို့နယ်အတွင်းမြေကြီးဝင်ရောက်တဲ့ဒေသတွေမှာမူကျက်သွန်တွေဆက်ပြိုးထားကြပြီးလာမယ့်ဒီဇင်ဘာလလမှာဈေးကွက်အတွင်းရောက်ချနိုင်ကြောင်းသိရပါတယ်။